အားလုံးပဲမင်္ဂလာပါ Marshall Academy Channel ရနေပြည်သက်အားလုံးကျူးစွာပါတယ်ခင်ဗျာကျွန်တော်တို့ Marshall Academy Channel ရဆိုရင် MMA လောကရဲ့နောက်ဆုံးတဲ့ training နေ One Championship UFC စရှိတဲ့ training နေမြန်မာကိုသားပြု fighter ရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel တစ်ခုပါဒါကြောင့်မလို့ Marshall လောကကိုချိန်နေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ပြစ်တိုက်ခံကြပါလေခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြောချင်တာကတော့ online ဆန်ကသူ့ရဲ့ fighter ဘော နောက်ဆုံးပွဲအတွက် စနစ်တကျနဲ့ပုံစံပေါင်းစုံကနေသေချာပြင်ဆင်နေတဲ့အကြောင်းလေးကိုပြည်သက်ဒီစီဝင်ရကျင်တာပါ online ဆန်ကလာမယ့်အော်တိုဘာ၄ရက်နေ့ကျရင် Sweden Fighter Sebastian Kardestan Fighter ဘဝနောက်ဆုံးပွဲထိုးတော့မယ်အဲ့ဒီပွဲကိုကြည့်ရဖို့ကျွန်တော်တို့က၃ရက်ပဲကြံတော့တယ် online ကလည်းသေချာကိုပြင်ဆင်နေတာမျိုးကိုကျွန်တော်တို့တွေးရတယ် online ကဒီပွဲအတွက်ဆိုရင်ဗျာနီးမျိုးစုံကနေပြင်ဆင်နေတာ training တွေကိုလည်းသေချာအဆက်မပြတ်လုပ်တယ် online ကဗျာအခုဆိုရင်လည်း ်ဒီဝိတ်ထားတဲ့ဘိုင်းနေ hydration test ဘိုင်းနေအတွက်လည်းသိချပြင်ဆင်နေတာတွေ့ရတယ်။အောင်းရင်ဆန်းကပြီးခဲ့တဲ့ပွဲဒီမှာတော့အဲ hydration test နဲ့ဝိတ်ထားတဲ့ဘိုင်းမှာတော်တော်ရုန်းကန်ထားရတာမျိုးလေးရှိတယ်။နောက်ဆုံးထိုးခဲ့တဲ့ရှမ်းမီအာဒူဂန်ရဲ့ပွဲမှာဆိုရင် အောင်းရင်ဆန်းကဝိတ်တန်းမဝင်ဘူး hydration test လည်းမအောင်ဘူးအဲ့ဒီလိုမျိုးတွေဖြစ်ခဲ့တယ်။အဲ့ဒါကြောင့်မလို့ cash weight တန်းကြီးခွဲပြီးထိုးရတယ်။အခုတော့အောင်းလာကအဲ့လိုအဖြစ်မခံမင်းနဲ့ nutritionist ပီတာမဲလာနဲ့ အခုသေချာပြင်ဆင်နေတယ်ပီတာမီလာဆိုတာကလေဗျတကယ်ကိုဆရာကြီးဝမ်းချမ်းမင်းရှိကနမေဂျာဖိုင်တာဖြစ်တဲ့ရော့ထန်လိုပါလို့တော့မှာပဲဒီဒီနျူထရီရှင်နစ်နဲ့သေချာကင်တွယ်ပြီးနောက်ပိုင်းမှာဝိတ်ကိုလည်းသေချာဝင်နေပွဲကိုလည်းသေချာကစားနိုင်နေပီတာမီလာကအစဆုံးအွန်လိုင်းအဆန်းကိုလေ့ကျင့်ပြင်ဆင်ပေးနေတယ်အွန်လိုင်းကပီတာမီလာနဲ့ပြင်ဆင်နေတယ်နျူထရီရှင်နစ်နဲ့ကိုသေချာပြင်ဆင်နေတာဒါကြောင့်အွန်လိုင်းအဆန်းက သူ interview မှာလည်းပြောသွားတယ် weight down ဝင်မှာလည်းကြောက်စရာမလို hydration test မအောင်မှာလည်းစွင့်ရမှာရှိဘူးဒီဘွဲ့တူပြင်ဆင်မှုတွေလောက်ရတာအရန်ကိုအဆင်ပြေတယ်တအားကောင်းတဲ့အနေအထားမှာရှိတယ်ဆိုပြီးအောင်လာကပြောသွားတယ်အောင်လာရဲ့စမ်းရဲ့ပုံကိုကြည့်ရတာဗျာဒီဘွဲ့မှာသူ PR တွေအရန်ကြီးမရှိဘူးဗျာဘာကြောင့်လဲဆိုတော့သူရဲ့ fighter ဘောကနောက်ဆုံးပွဲလေးပြတဲ့ကြောင့်မအောင်လာရဲ့စမ်းမျက်နှာကိုကြည့်တာနဲ့ PR တွေကင်းနေတဲ့ပုံပေါ့တယ်ပြီးခဲ့တဲ့ရှမ်းမီအာဒူဂန်ရဲ့ပွဲတွေမှာကြည့်လိုက်အောင်လာကဗျာ ဖိအားများနေတဲ့ပုံစံမျိုးတွေနဲ့ pressure တွေများနေတာတွေ့ရတယ်။အဲ့လို pressure တွေများလို့ပဲပွဲရင်းရောက်သွားရင်လည်းနိုင်လုံစိတ်တွေများပြီးတနွဲတွေလုံနေတဲ့အမှားတွေဖြစ်ပြီးတော့ရှုံးသွားတာမျိုးတွေရှိတယ်။အခုဒီပွဲမှာပြကျွန်တော်တယောက်တည်းအမြင်အရဆိုတော့ online မျက်နှာကိုကြည့်ရတာဖိအားတွေกินနေတယ်လို့မြင်တယ်ဒါကလေ fighter ဘောနောက်ဆုံးပွဲလေးဖြစ်တယ်ပြီးတော့မြန်မာပရိသတ်တွေရဲ့အများကြီးရှိမှပြန်ထိုးရမယ်မြန်မာပရိသတ်တွေကလည်းတအားအများကြီးလာပြီးအားပေးကြမှာဒါအောင်အောင်လည်းကောင်းကောင်းသိတယ် အွန်လိုင်းဆန်ကဒါတွေကိုလည်းပျော်နေတယ်ထင်တယ်။ဒါကြောင့်မို့အွန်လိုင်းမျက်နှာမှာ PR တွေကျင်းနေတာကိုကျွန်တော်ကတွေ့ရတယ်။နောက်ထပ်ကျွန်တော်ပြောချင်တာကအွန်လိုင်းဆန်က SCMB နဲ့အင်တာဗျူးမှာဗာပြောသွားလဲဆိုတော့ဒီ Sebastian Cardistan နဲ့ပွဲကလောက Fight of the Night ပွဲဖြစ်မယ်ဆိုပြီးအွန်လိုင်းကကြုံသွားတယ်။ဘာကြောင့်လဲဆိုတော့သူတို့က Fighter နှစ်ယောက်လုံးကကစားပုံအပြင်စင်တူတဲ့ Striking Man ကိုရှယ်ပြုတ်မှာဒါကြောင့်ဒီဘွဲကတေတာပေါ့ Fight of the Night ရတဲ့ပွဲဖြစ်လိမ့်မယ်တော်တော်ကျဉ်းကျဉ်းကစားကြမယ်ဗောဗျာအဲ့လိုမျိုးပုံစံနဲ့အောင်လာကပြောသွားတယ် တကယ်လေးကြမ်းပါပါ။ဘာကြောင့်လဲဆိုတော့ဗျာ fighter နှစ်ယောက်ကိုပဲချိလိုက်။ fighter နှစ်ယောက်လုံးကဆွမ်းဆောင်ရင်ဒီကလည်းလုံးဝချွတ်စင်ရင်ဒီပြီးတော့ striker တွေလုံးဝကိုတကယ်ကို striker တွေဗျာ။အော်လာကအရင်တော့က ground game မိုက်မှာအာပြူကြီးစားတက်တယ်ဆိုပေမဲ့အခုနောက်ပိုင်း kick click ကိုရောက်ပြီးကလေးကလုံးဝ striking သီးတဲ့မဲ့ဆွဲတဲ့ fighter ကြီးကာဒီစတန်ကတော့ဟိုးရင်ကလေးက striking သီးတဲ့ဆော့တဲ့ fighter ဒါကြောင့်မလို့ဒီဘွဲကဒီနှစ်ယောက်ကလည်းရှင်ထုံးပါပဲဗျာ။ကြီးတော့တကယ်ချမ်းလိမ့်မယ်။ ဘယ်အချိန်မှာပွဲပြောင်းလဲတော့မသိသေးတာတခုတော့ပွဲချိန်တွေအဆုံးသတ်လိမ့်မယ်ကျွန်တော်မနေ့ကတော့ပရိသတ်ဒီစီတင်ဆက်ပြီးပါပြီကြီးနေထားပါတော့မနေ့ကတော့4.15ဆက်စားခြင်းဖောက်တယ်ဗျာပြီးတော့4.4လောက်ဒီကိုတက်သွားတယ်ဒီနေ့တော့တပြင်းပြင်းနဲ့3 point ကျော်ကျော်လေးကိုပြန်ဖြစ်လာပါတယ်ဗျာကြီးကတော့အောင်လောက်ကနေကစားတဲ့လူတွေများတော့တပြင်းပြင်းနဲ့ပြန်ရော့လာတာမျိုးကျွန်တော်တို့ကတွေ့ရပါတယ်ဆက်ပြီးပြောချင်တာတော့ဗောနော်အောင်လောက်ရဲ့ဆန်းကဆဘက်စတန်ကာဒစ်စတန်ကိုအကောင်းဆုံးပုံစံနဲ့ချန်ပီယံကစားမယ်လို့ပြောတယ်သူ့အနေနဲ့ ဆဗက်စတန်ကာဒီစတန်ကိုလည်းလုံးဝရှော့မတွက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့အောင်လာကပြောထားတာမျိုးကျွန်တော်တို့ကတွေ့ရတယ်။အောင်လာကတော့လုံးဝရှော့တွက်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကာဒီစတန်ကလည်းလုံးဝ level တခုရှိတဲ့ fighter ဗျာ။ပြီးတော့သူကလည်းနောက်ဆုံးထိုးသက်ခဲ့တဲ့သုံးပွဲဆက်ရအနိုင်ရတဲ့ fighter ။ဒါပေမဲ့ဗျာကာဒီစတန်မှာအာနင်ဂျာတခုရှိတာကပွဲဝင်နေတယ်။ပွဲဝင်နေတာကလည်းနှစ်နှစ်ကျော်လောက်ပွဲဝင်နေတယ်ဆိုတော့ဗျာနည်းနည်းလေးတော့ rhythm မိုင်းမှာပြက်နေမယ်လို့ကျွန်တော်ကတော့မြင်နေဒါမဲ့ short တွက်လို့မရတဲ့ fighter ဖြစ်တဲ့ကြောင့်မလို့စောင့်ကြည့်ရမယ် ဘယ်လိုပြစ်လာမလဲဆိုတော့၄ရက်နေ့မနေ့မှာကျွန်တော်တို့ကြည့်ရမယ်ဗျပြီးတော့ဗျာကာဒစ္စတန်ကလည်းဘာဒီပွဲကြိုမှာပြောသွားလဲဆိုတော့အွန်လိုင်းဆက်ကတူတကယ်ကိုလေးစားကြတဲ့ fighter အွန်လိုင်းအွန်လိုင်းနဲ့ထိုးရမှာတကယ်ပျော်တယ်အွန်လိုင်းရဲ့နောက်ဆုံးပွဲမှာသူပါဝင်အားဖြည့်ပေးရမှာတကယ်ကိုခုံယူတယ်အဲ့လိုမျိုးတွေပြောသွားတယ်ပြီးတော့အွန်လိုင်းအဆန်းကိုသူကအကောင်းဆုံးပုံစံနဲ့ရှင်းထိုးမယ်အွန်လိုင်းကိုသူ့ရဲ့အလဲထိုးပါဝါဘယ်လောက်ရှိလဲဆိုတာပြကျင်တယ်လို့ပြောသွားတယ်ဗျာဒါကတော့ကာဒစ္စတန်ပွဲကြိုအင်တာဗျူးပြောသွားတာပြီးတော့ ပါတစ္စတန်ထပ်ပြောသေးတယ်သူအွန်လိုင်းကိုအရင်လေးစားတယ်အွန်လိုင်းနဲ့သူနဲ့တကယ်ကိုရင်းနှီးတဲ့မိတ်ဆွေတွေဘာပဲဖြစ်ဖြစ်သူတို့ကပြိုင်ဘက်တွေဖြစ်နေပါစေတကယ်ကိုသူတို့ကလေးစားမှုတွေအပြည့်ရှိတဲ့ fighter တွေဒါကြောင့်မလို့ပွဲထဲမှာတော့ဘလို့မိတ်ဆွေပဲဖြစ်ဖြစ်သူကတော့ share ချမ်းမယ်အွန်လိုင်းကလည်းအနိုင်ရဖို့တဲ့ချင်းစီထိုးလိုက်မယ်ကျွန်တော်ကလည်းနိုင်မွဲပုံပုံထိုးမယ်ဆိုပြီးကာဒစ္စတန်ကတော့ပွဲကြုံမှာပြောသွားတယ်။အောင်လာကလည်းခုနကပြောသွားတဲ့အရာကြီးကျွန်တော်ပြည်သက်တွေစီဝင်မြပြီးပြီ။အောင်လာကနောက်ထပ်ထပ်ပြောတာကတော့ဘာပြောလဲဆိုတော့ကာဒစ္စတန်နဲ့သူတွေကမိတ်ဆွေတွေတငယ်ချင်းတွေ ။ဒါကြောင့်ပွဲကြိမ်တွင်မှာတော့သူတို့ကရှေ့ကျုံးမယ်။ဒါပေမဲ့ပွဲပြီးသွားရင်တော့သူတို့နှစ်ယောက်ထမင်းစားမယ်ဆိုပြီးတော့မှတကယ်ကိုပြောသွားတယ်ဗျ။ကြားရတဲ့နေဒီစကားတကယ်ကိုပီတိဖြစ်စရာကောင်းတယ်။ကွင်းထဲမှာရှေ့ကျိတ်ကြမယ်ဖိုက်တာနှစ်ယောက်ကအပြင်ပွဲပြီးသွားရင်တော့ထမင်းတူတူစားမယ်ဆိုပြီးအွန်လိုင်းအဆန်ကိုယ်တိုင်ကဖိတ်ခေါ်သွားတယ်။တကယ်ကိုကောင်းတဲ့ပုံစံတစ်ခုတကယ်ကိုချီနူးစရာကောင်းတဲ့အနေထားတစ်ခုလို့တော့ကျွန်တော်ကတော့မြင်နေ ဒီလိုမျိုး online ဆန်တဲ့ Sebastian Cardistan ကတော့ပွဲချိုရလာပြီးလေလှုပ်ထားကြတယ်။တယောက်နဲ့တယောက်လုံးဝပုတ်ခတ်တာချင်းမရှိဘူး။အပြန်လဲလေးစားမှုအပြင်းနဲ့ပဲပြောင်းသွားတယ်။တယောက်နဲ့တယောက်အပြေးအဝလေးစားမှုအပြင်းနဲ့ပဲပြောင်းသွားတာမျိုးကျွန်တော်တို့ကတွေ့ရတယ်။ဒီပွဲမှာထူးခြားနေတာကတော့ online ဆန်ရဲ့ pressure ကင်းနေမှုနဲ့တေချာစနစ်တကျအကုန်လုံးကိုပြင်ဆင်ထားတာတွေကိုကျွန်တော်တို့ကတွေ့ရတယ်။နီးစနစ်ပိုင်းတွေကိုလည်းတေချာပြင်ဆင်တဲ့ training တွေကိုလည်းတေချာလုပ်ထားတယ်။ပြီးတော့ nutritionist နဲ့ကိုတေချာပြင်ဆင်ပြီး weight ချတဲ့အပိုင်းကို hydration test အပိုင်းကိုတေချာပြင်ဆင်နေတော့ online ဆန်းနေနဲ့ရလက်ကောင်းတစ်ခုယူနိုင်မယ်လို့ကျွန်တော်ကတော့ရှုံးနေကျွန်တော်တို့ fighter ကြီးကလည်းတကယ်နိုင်မွဲတပွဲနဲ့ထိုက်တယ်မှာလေဒီနိုင်မွဲနဲ့ပဲအဆုံးသတ်နိုင်မှုမျှော်လင့်တယ်ပြီးတော့ SCMB Marshall အကသတင်းတော်နေ့အခင်ကပြောသွားလဲဆိုတော့ online ဆန်းနေတဲ့ဒီလာမယ့်နောက်ဆုံးပွဲမှာ KO နဲ့ပွဲသိမ်းပြီးတော့ bonus ဒေါ်လာ9000ကိုပွဲသိမ်းနိုင်မယ်လို့ထင်လားဆိုရင်မေးတယ်။သေချာတာပေါ့လေ online အဆန်းကလဲထိုးပဲပြီးရင်ဒီလိုမျိုးတွေရလာရင်တော့ပိုကောင်းတယ်တကယ်ကိုပျော်ရွှင်မိမှာပဲဆိုပြီး online ကတော့ပြောသွားတယ်။ဒါကြောင့်မို့ကချင်သားကြီးရဲ့ဆန္ဒတွေလည်းပြေဝဖို့ကျွန်တော်ကဒီနေရာကနေဆူတောင်းပေးပါတယ်။ဘာပဲဖြစ်ဖြစ်ပါကျွန်တော်တို့အားလုံးတူတူအားပေးကြရအောင်ပွဲကတော့တအားနီးနေပြီ။ online ဆန်းနဲ့ Sebastian Cardistan တို့ရဲ့ပွဲကတော့အော်တိုဘားလ၄ရက်နေ့စနေနေ့မနက်အစောကြီးမှာကြည့်ရမယ်။ မနက်စောကြီး6:00နာရီခွဲဆိုပွဲစမယ်။ဒါပေမဲ့ online ဆိုင်ပွဲကကိုမင်းကြီးမဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာစံတော်ချိန်အပြည့်10:00နာရီဝန်းကျင်လောက်မှာကြည့်ရဖို့ရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဘာပဲဖြစ်ဖြစ်ပါအကောင်းဆုံးအလဲတော့နိုင်ဖို့ရဖို့ကျွန်တော်ကတော့ဆူတောင်းပေးတယ်။နိုင်မှုလည်းမျှော်လင့်ပါတယ်။ online ဆိုင်ရဲ့ပွဲကွန် online ကနေကြည့်တဲ့ပရိသတ်တွေဆိုရင်တော့ One Championship ရဲ့ official website တွေကနေကြည့်လို့ရတယ်။ Facebook တို့ YouTube တို့အစရှိတဲ့ WhatsApp ဒီကနေဝင်ကြည့်လို့ရတဲ့အကြောင်းကျွန်တော်ကသတင်းကောင်းပါးချင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာကတော့ဒါပါပဲအွန်လိုင်းဆန်နေတဲ့သူ့ရဲ့ပွဲကိုတိကျပြင်ဆင်နေတဲ့အကြောင်းအရာနဲ့ Fight of the Night ဖြစ်အောင်တိအကျဉ်းဆုံးထိုးသက်သွားမယ်ဆိုတဲ့အကြောင်းလေးကိုပြည်သက်တွေတိအောင်ဝင်ရပေးတာပါနောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့ဒီမှာကိုသားပြု Fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်လို့ပြည်သက်တွေအနေနဲ့ Like and Subscribe လုပ်ထားဖို့မေတ္တာအခိုင်ကြီးပါတယ်ခင်ဗျာပြည်သက်အားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ